။မြတ်စွာဘုရားရဲ့ဆုံးမစကားလေးတစ်ခုမှတ်သားရအောင်နော်။လေးပတာပဲရှိပါတယ်။စကပိုက်ကလေးလေးပိုက်ကိုဟောထားတာ။နံပါတ်1ကသာဓုဓမ္မရုစီစာရာစာ။ဟိုတမ်းပြီအုပ်ချုပ်တဲ့မင်းဆိုရာစာတွေဟာတဲ့ဓမ္မရုစီအမှန်တရားကို နှစ်သက်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ ਨੇ တော့တမ်းမြေအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဆိုတာသူကိုယ်တိုင်ကိုကတရားမျှတမှုရှိရမယ်။မှန်တရားကိုလက်ခံရမယ်လို့ဆိုတယ်။အဲ့ဒါမဟုတ်လို့ရှိရင်တတိုင်းတပြည်လုံးဟာမတရားတဲ့အလုပ်တွေဖြစ်လာတာ။ဒါခေါင်းဆောင်ရာဇာလို့ပြောပြမိလို့ဟိုเจ้าတဲ့เจ้าမှဆိုလဲပဲဥသိခေါင်းဆောင်လုပ်တဲ့ဟိုတက္ကသိုလ်ကြီးဆိုရင်ပမောက္ခချုပ် ဥဆောင်တဲ့ပုံကိုယ်တွေပေါ့နော်ကောလိပ်တို့ဆိုလဲကြောင်းအုပ်ကြီးတွေပေါ့လူဖွဲ့စည်းတွေပါလဲပဲဥက္ကဋ္ဌဆိုတဲ့ပုံကိုယ်တွေပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်လူဖွဲ့စည်းတစ်ခုမှာခေါင်းဆောင်လုပ်တဲ့ပုံကိုယ်သည်ဓမ္မရုစီမနာကိုကြိုက်တဲ့လက်ခံတဲ့ပုံကိုယ်ဖြစ်ရမယ်မတရားကိုလက်ခံတဲ့ပုံကိုယ်ဖြစ်တဲ့နည်းအဲ့ဒါမှဒီကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတယ်ဒါဆုံးမစကားတစ်ခုပဲနော်တာတု ဓမ္မရုစီရာဇာဓမ္မရုစီဆိုအမှန်ကိုကြိုက်တာဟိုခဏိခေတ်မှာတော့ရှားပပစ္စည်းဖြစ်ခြင်းဖြစ်သွားမယ်ဒါတွေကတော့အမှန်တရားမဟုတ်ပဲနဲ့အမှန်တရားမဟုတ်ပဲနဲ့တခြားကသွားကြိုက်လို့ရှိရင်တော့ဒုက္ခရောက်အဲ့တော့ဓမ္မရုစီဆိုအမှန်တရားကိုမျက်နှာရဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဘယ်ရပဲဖြစ်မှန်တယ်ရှုတော့ကနေရမယ်သာဓုပညာနာဝနရော လူဖြစ်လာလို့ရှင်သိပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဓမ္မကောင်းတယ်ပေါ့ဒါလည်းပညာလို့ဆိုဒီမှာအခုတက္ကသိုလ်တို့ကောလိပ်တို့မှသင်နေတာဒါပညာမဟုတ်ဘူး subject matter တွေကိုသင်နေတာနော်အဲ့ဒါလေသုတ္တနဲ့ပညာဒီနှစ်ခု꿰ဖို့လိုတယ်သို့တော့သုတ္တသင်တာကိုပဲပညာလို့ပြောနေကြတယ်꿰ဖို့ပြရတော့ဆက်တော့ဆက်သွဲနေတာ ဲ့တော့တက္ကသိုလ်ဒီမှာသင်ထားတဲ့အာကိုဘယ်လိုပဲကောင်းတတ်ကောင်းတတ်ဘယ်လိုပဲကောင်းတတ်ကောင်းတတ်စီးပွားဆိုစီးပွားပညာလို့ဆိုကောင်းတတ်ပေးမယ်လို့ subject matter ကိုသင်တာကိုသင်တာ subject matter subject matter ဆိုတာအစုပြုတဲ့အကြောင်းအရာတွေကိုသင်တာသီဝရီတွေသင်တာနော် business ethic တို့ဘာတို့ business လုပ်ပုံလုပ်နည်းတို့ဒါတွေသင်တာတွေဟာအကုန်လုံးဟာ subject တွေပဲအကြောင်းအရာတွေကိုသင်တာ အဲ့ဒီအကြောင်းအရာတွေပေါ်မှာကိုယ်ပိုင်အသုံးချပြီးတော့ experience နဲ့လေ့လာသုံးသပ်လို့ထွက်ပေါ်လာတဲ့ prasaka မှာ wisdom အဲ့ကြမှာပညာဖြစ်မှာစဉ်းစားကြည့်လေစေပညာသင်တယ်စေပညာသင်ပြီးတော့ဘွယ်ကုံဆုံးသွားသည့်အထိအောင်သင်ပြီးတော့ဒီဆရာဝန်ဖြစ်ပြီးတော့ဆရာဝန်ဆေးကုတဲ့အလုပ်ကိုမလုပ်ဘူးတပြည့်အလုပ်သွားလုပ်တယ်ဆို ူဆွေးကုနိုင်သေးလားမကုနိုင်တော့နော်အတူတင်တာ subject matter ပဲတင်တာ subject matter က experience ဖြစ်လာမှ wisdom ဆိုတာဖြစ်လာတော့ဒါကို experience ဖြစ်အောင်လုပ်ရတာပေါ့ဆက်ရတယ်ပေါ့ဟောက်စာချင်းဆင်းတယ်ဆိုတာဒါစာသင်ပြီး experience ဖြစ်အောင်လုပ်ရတယ်ဘယ်ရပဲဖြစ်ဖြစ်ဆရာဖြစ်လာတယ်ဆိုလည်းပဲသင်ကြားပူဇော်မှုတွေတို့လက်တွေ့လှုပ်ဆောင်မှုတွေတို့လာမှပညာဆိုတာဖြစ်လာတယ် သို့သောအဲ့ဒီပညာသည် subject matter နဲ့မကင်းနိုင်သည့်အတွက်ကြောင့်ပညာလို့ပဲခေါ်လိုက်တယ်။အကြောင်းနဲ့အကျိုးဒီနှစ်ခုရှိနေပေါ့။အဲ့တော့ဘုန်းကြီးတွေလည်းရသော်ဗျာတရားတော်တွေသင်တာ subject matter ပဲသင်တာ။အခုပြောတာလည်း subject matter ပဲ။ subject matter ကိုကိုယ်ကိုယ်နှလုံးသွင်းပြီးတော့သိသိချာချာစဉ်းရင်သုံးသပ်ကြည့်လို့ဖြစ်ပေါ်လာတဲ့အကြီးချမ်းမှ wisdom အဲ့ကြောင့်ပညာဖြစ်မှာ။ပညာဖြစ်လာမှာ။ တာတုပညာနာဝနရောတဲ့ဆိုလိုတာကသင်ပြီးဒီတိုင်းမထားရဘူးလေးလသုံးသပ်ပါဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်နောက်တတိယပိုင်းကမိတ္တနာဆိုတာမိတ်ဆွေတွေခမင်းရင်းဤသူတွေတုံးတဲ့သူသူကတယောက်ဂျေစုတယောက်ဂျေစုဆိုတာရှိရတယ်တူဂျေစုဆိုတာပြုခဲ့မှုတဲ့ဂျေစုတွေမကဲညာဘူး အဲ့ဒီလိုမိတ်ဆွေမျိုးတွေ ਨੇ ပတ်သက်လာတဲ့အခါမှာအထုဘောခြေစုမကမ်းရဘူးမပြစ်မရဘူးဆိုရသောမိတ်ဆွေတွေထဲမှာတော့အရေးကြီးဆုံးမိတ်ဆွေကတော့အမေနဲ့အဖေပဲအမေအဖေဘောမှာခြေစုမကမ်းနေဆရာတွေဘောမှာခြေစုမကမ်းနေဆရာဆရာမတွေဘောမှာခြေစုမကမ်းနေကိုမိတ်ဆွေချင်းချင်းနဲ့မှာကိုကိုကြီးဆောင်ချောက်ထားတဲ့ခြေစုမကမ်းနေခြေစုတရားတည်ထိုင်ရမယ်လို့သူတို့ဆိုလိုတယ်နော် နောက်ဆုံးအချင်းညုတ်လေးရတော့ပါပတ္တကရဏံဒုက္ခသူကြတော့ဘဝမှာအဆင်ပြေဖို့သာဝရချမ်းသာဖို့ဆိုတော့ဘာလို့ပါလဲလို့ဆိုရင်မဟုတ်တာမလုံနဲ့မဟုတ်တာမလုံလို့ရှိရင်ဒါဘဝမှာချမ်းသာဘာချမ်းသာတော့လို့ပြောလို့ရှိရင်အနဝိစ္စဒုက္ခ happiness or innocent လို့ခေါ်တယ် ချမ်းသာတွေထဲမှာ happiness or innocent ဟာအကောင်းဆုံးပဲအပြစ်ကင်းတဲ့ချမ်းသာလို့ပြောတယ်မဟုတ်တာမလို့ဒီအတွက်ကြောင့်သူဟာ happiness or innocent အပြစ်ကင်းတဲ့ချမ်းသာကိုခံစားရတယ်ပါဠိလိုအနဝိသဒုက္ခပြောစရာအပြစ်မရှိတဲ့ချမ်းသာမျိုးအဲ့ဒီချမ်းသာမျိုးဟာအမျက်ဆုံးပဲအဲ့ဒီချမ်းသာမျိုးကိုရဖို့ရတဲ့မကောင်းတာမဟုတ်တာတွေမလုံနဲ့ ไม่รูกเฟนเนี่ยสองเจ้าไม่รู้เราทีเลี้ยงเลี้กูมาตัานนายูท่ามีสุรุษีมาตั้งท่าบีโร่ตาดูดามารู้สีราชาเขาสองนู้นมาเดียกูนิดเดียวปุ๊บเชียไหมตาดูพยนญาณวานรอดูเชลัยติญญาจวีว่าเร์ปุ๊บเชียไหมตาดูไม่ดานะ มาถัทโธไม่เสียรูไม่พิมายาบุไม่พิมายาบุป้าป้าตากระนันตุขา မဟုတ်တာမလုပ်ခြင်းဟာသာဝရချမ်းသာခြင်းရဲ့အကြောင်းဖြစ်တယ်ဆိုရင်ဒီမြတ်စွာဘုရားရဲ့သွန်သင်ဆုံးမချက်လေးချက်တိုင်းလိုက်နာချက်သုံးခြင်းဖြင့်ကိုယ်ဘဝမှာအဆင်ပြေရမြမကဒီဘဝမှာလည်းကောင်းနောက်ဘဝဆိုရလည်းကောင်းဘဝဆက်တိုင်းကောင်းပြီးကောင်းကျိုးချမ်းသာတွေရနိုင်တဲ့အနေအထားမျိုးရရှိနိုင်တဲ့ဆုံးမစကားတွေဖြစ်တယ်လို့ရှင်းကြည့်ပြီးလိုက်နာချက်သုံးနိုင်ကြပါစေကုန်သတည်း